အမေဆိုတာပါပြီ။ပါမယ်လို့လို့ view site လို့မဆိုတာပါပြီ။မနေ့ကထီအောင်အပြစ်ကင်းတဲ့အလုပ်တွေလုပ်ပါ။နော်။ဘဝတိုးတဲ့ជីវအောင်မြင်အတွက်ဘယ်လိုလုပ်ပြီးလုပ်ရမလဲ။အပြစ်နဲ့ဥပဒေနဲ့ဘယ်လိုတရားတွေမလုံးနဲ့နော်။တမာဇီဝမကြတဲ့ကမလုံးနဲ့။တမာဇီဝကြကြလုံးစားရမယ်။နော်။အပူစားတွေမစားကြနဲ့။အပူစားဘာစားရတဲ့ဟိ မှုစားဆိုတာထိမင်းဘူးဟင်းဘူးပြောတာမဟုတ်ဘူးအကုသိုလ်နဲ့ဘလုတ်ကင်းနဲ့ရရှိတာတဲ့အစားအစာတွေမစားကြနဲ့အကုသိုလ်နဲ့ဘလုတ်ကင်းနဲ့အစားဘာစားလဲဟိအဲအကုသိုလ်နဲ့ဘလုတ်ကင်းနဲ့အစားကိုအပူစားလို့ခေါ်တာနော်မှုစားတွေမစားကြနဲ့ဘာတွေမစားကြနဲ့လဲကိုတမင်းတို့စားဖို့အတွက်သူတို့ကမျက်ရည်ပေါက်တွေပါနေမယ်ဆိုစမံပြေသူတို့ရဲ့ ဒုက္ခတွေပါနေမယ်သူတို့ဘဝအနိုင်ကျင့်တက်ဖြက်သူတို့ဘဝလိမ့်လဲပြီးတော့ဒုက္ခရောက်နေရဲ့ရောက်ရောက်နေမှာကုစားမဲ့သမိမျိုးမစားနဲ့အဲ့ဒါမျိုးကပူစားတာမာဇီဝမကြတဲ့ပိစာအာဇီဝအသာလေးမစားနဲ့လို့ပြောတာနော်ဒီနေ့တော့နောက်တဲ့တစ်ချက်တူပြောမှာကဘောတုတေရေးတွေယတိတဲ့နေရာမှာအမြဲတမ်းစူးစမ်းဆင်ခြင်လေ့လာရမယ် စူဇန်စင်ခြင်းလေးလာရမယ်ပြောကြည့်အောင်ဟဲ့စူဇန်ဆိုတာ investigate ပုံကျင်ဂယုပြုမှုပညာနဲ့နေရဘဝတစ်ခုရရှိလာတာအမှတ်တမဲ့ဒီမနေနဲ့ဘဝကြီးဘာဖြစ်နေတယ်လဲအဲဒါစူဇန်လေးလာရဘဝကြီးထဲမှာသူ့ဗမာနိုင်ငံရောဘာတွေဖြစ်နေလဲအဲဒါရီပြုမှုစူဇန်လေးလာမှုရှိရမယ် ဥပမာနိုင်ငံကြီးထဲမှာလည်းဒုမျိုးဘာတွေဖြစ်နေလဲစူဇန်လေးလာဟုတ်ပြီတို့ဘောတို့တည်းရဲ့အတွက်ပညာရေးအီးလျှောက်လန်းတဲ့နေရာမှာပညာရေးနဲ့အတန်မွေးဖို့သမာဇီဝအကြကြသမီးဝတ်တို့ဒီနေ့သာဝင်နေရဲ့အတွက်ဘလို့သမီးဝမ်းချောင်းနေတဲ့ရက်တရမလဲဆိုတာကိုအမြဲတမ်းစူဇန်လေးလာရစူဇန်လေးလာရ နော်ခုနအပေါင်းပြောခဲ့တာစူဇန် စင်ခြင်းလေးတာနော်ဟုတ်ပြီခုတခါကျတော့စင်ခြင်းတဲ့စင်ခြင်းဆိုတာကအရာတခုကိုအမြဲတမ်းသုံးသပ်နေရဒီနေ့ငါလို့တခုလို့လိုက်တယ်ဒီနေ့တာကုံသွားတယ်ဒီနေ့ကငါဘာမှတွေလုံးမိတယ်ဘာတွေပြင်ဆင်ရမလဲနောက်တဲ့ဓာရီဒီစကားမျိုးပြောရင်စင်ပြေမလားဒီလိုလုံးကောင်းမလားမကောင်းဘူးလားအကျိုးအကြောင်းအဆိုးကောင်းတွေကိုအမြဲတမ်းစင်ခြင်းရမယ် စင်ကြင်ရမယ်မလိုရမယ်အကျိုးအမြတ်အမြဲတမ်းတွေ့ရသိပ္ပံမရှိတဲ့အလုပ်တွေအကျိုးမြတ်မရှိတဲ့အလုပ်တွေမလုံးနဲ့မိမိအကျိုးလည်းမရှိဘူးသူတော်ကအကျိုးလည်းမရှိအများအကျိုးမရှိတဲ့အလုပ်တွေမလုံးနဲ့အဲ့ဒါကိုစင်ကြင်သုံးသပ်ပြန်လည်းပြီးတော့စင်ရင်သုံးသပ်တဲ့နေပညာမှာပညာရဲ့တစ်ခုသင်လိုက်တယ်ဒီပညာရဲ့ကမတော်ကိုကျိုးရှိရသူတော်တော်ကိုကျိုးရှိလားငါမိသားစုတော်ကျိုးရှိလားအများတွေကျိုးရှိလား ကျွမ်းရှိတဲ့ပညာရဲ့မတင်နဲ့နော်မိမိသူတော်ဘာလူသားနည်းနည်းမှကျွမ်းရှိတဲ့ပညာရဲ့တမတင်နဲ့အဲ့ဒါဆင်ကျင်ခိုင်းတယ်နော်စူးစမ်းတယ်ဆင်ကျင်တယ်ပြီးတော့လေလာဘဝတက္ကသိုလ်ကြီးထဲမှာတို့အရုသမီးတို့ဘုန်းတို့တွေနေတိုင်းနေသင်ရမယ့်ဘာသာရေးတည်ရှိဒီလိုသင်ရမယ့်အရာတွေရှိတယ်နားနဲ့သင်ရမယ့်အရာတွေရှိတယ်မြဲတဲ့လေလာနေရမယ့် မြဲတမ်း learning လုပ်နေရအင်္ဂလိပ်စကားမျိုးရှိတယ် learn until you die ပြန်ပြောမယ်တော့ learn until you die ဒီရတီတင်မှာဘာလို့ပါလဲလဲဟိဒီရတီသိနေရမှာဘုန်းတော်ဒီနေ့ဒီလေ့လာနေရတာပဲตาရီဖတ်နေရတယ်မှတ်နေရတယ်เนาะအဲ့တော့တို့သားသမီးတွေဟိုသားသမီးတို့ခေတ်20တရားစုခေတ်ကြမှာဘာတွေပေါ်လာတော့ဆိုတော့ဟို device တွေပေါ့ ဖုန်းတွေကွန်ပျူတာတွေအများကြီးပေါ်လာပေါ်လာတော့စောက်ကိုဖတ်ဖို့အချိန်နည်းလာအဲ့တော့ဒီဖုန်းနဲ့ကြည့်ချိန်ကုန်လို့စဉ်မပြေဘူးဘဝတိုးတဲ့အောင်မြင်ရေးအတွက်ဖတ်စရာရှိတာတွေဖတ်မှတ်စရာရှိတာတွေမှတ်သင်စရာရှိတာတွေသင်ရတို့တာဘောဒီဖုန်းကွန်ပျူတာလီကွန်မြူနီကေးရှင်းဥမာမိဘတွေနဲ့ဆက်သွယ်ပုံစံရင်းနဲ့ဆက်သွယ်ဖုန်းဆိုတာလိုအပ်တယ်ဒါမှမဟုတ်ဒီဖုန်းကြီးချိန်ခန်းပြီးတော့ချိန်ကုန်ခန်းပြီးတော့ ခိန်းနေစောနေမယ်တိတော်တွေကြီးပဲကြည်နေမယ်ဖြိုးဖို့တွေကြီးကြည်နေမယ်စွန့်ပြေဘူးနော်ဘဝတူးတရည်အတွက်စာပြီလဲဖတ်နေရပါရိဖတ်မယ်စာဖတ်မယ်ကိုယ်နောက်နိုင်ငံလူတွေကြည်လိုက်ယထာစီရင်ကာရှိသွားရင်လိုက်သောက်တွေဖတ်အားနေကြအောင်ချိန်ဘူးမထောင်းစာဖတ်တဲ့လူမျိုးကတိုးတက်တယ်တိုးတက်တဲ့လူမျိုးတိုင်းစာဖတ်တယ် ဒီမနေ့အဲ့စကားမှတ်သွားနော်လိလာဆင်ခြင်းစူဇန်ဆင်ခြင်းလိလာဆိုတဲ့စကားဟိုမှာလိလာကိုပြောပြနော်တဘာပေါ်မှာသာဖတ်တဲ့လူမျိုးတိုင်းတူတကြ၍တူတဲ့သူတိုင်းအဖတ်ကြသည်ပြန်ပြောမယ်အဲ့ဒါလွတ်ကျသွားမှာဒီနေ့ပြည့်စည်နေပြည့်စည်နေမစီကသာဖတ်သူတိုင်းတူတကြ၍တူတဲ့သူတိုင်းသာဖတ်ကြသည် ပြန်ပြောကြည့်ရအောင်သာဖတ်သူတိုင်းတိုးတက်ကြ၍တိုးတက်သူတိုင်းသာဖတ်ကြသည်ဟောနောက်တစ်ခေါက်ပြန်ပြောကြည့်ရအောင်သာဖတ်သူတိုင်းတိုးတက်ကြ၍တိုးတက်သူတိုင်းသာဖတ်ကြသည်ဒီသာသမီတွေဆုံးမစကားဤဒီမစိတ်ဒီပြင်းနေ အဲကဘာမှာကြည့်လိုက်ကဘာမှာရှေ့ရောက်နေတဲ့နိုင်ငံတွေတိုးတက်နေတဲ့နိုင်ငံတွေကြည့်လိုက်အားရစီပိုင်းလိုက်ကိုယထာဘုံမှာပဇာဘုံမှာအိမ်မှာချိန်ရှိတဲ့ချိန်တိုင်းမှာအားဖက်နေဒီဖုံးတုံးနဲ့ချိန်ကုန်းလို့တော့မဟုတ်သူ့နိုင်ငံလူတွေကြည့်လိုက်ခေါင်းကြီးအောင်ဆိုင်ဖုံးတုံးနဲ့ဒီတော့ဒီတော့ဒီ Facebook ဒီ game နဲ့ချိန်ချိန်ကုန်းနော် game is your not your life again ဆိုတာဘဝမဟုတ်သေးဘူး your gain is killing your time healing your time အဲ့ဒီ gain ကစားနေတာကိုယ်အချိန်တွေဖြုံးပြနေတာတတ်ပြနေတာပဲကိုယ်ပညာတရားမဲ့အချိန်တွေဖြုံးပြနေတာကိုယ်စားဘက်အချိန်မဲ့အချိန်တွေဖြုံးပြနေတာအဲ့တော့ဘဝမှာတိုးတက်ခြင်းရင်ဘာဖတ်ရမလဲတပတ်သူတိုင်းကဘာဖြစ်တယ်အဲ့ဒါပဲသားတိုင်းသမီးတိုင်းတိုးတက်စေခြင်းနဲ့ တိုးတက်သူတိုင်းပါဖရမယ်သဘတ်သူတိုင်းပါဖြစ်တယ်တိုးတက်တယ်အဲအာသူများတွေအောင်မြင်တာတိုးတက်တာတိုးတက်မှာပေါ့သူတို့က knowledge အထွေထွေဘူးသူတာအတွက်အသိဉာဏ်ဘူးသူတာကျွဲပေါ့ပေါ့အများစားဖတ်သဘတ်တဲ့လူမျိုးတွေတိုးတက်တယ်ကြည့်လိုက်တော့တိုးတက်တဲ့ကဘာမှတိုးတက်လူမျိုးတွေတဲ့စာရိပ္ပတ်အဲ့တော့ဘုန်းကြီးတုံးနဲ့ ဖြူလေးကြည်လိုက်တိတ်တိတ်လေးဆောလိုက်မပြီးသေးဘူးဘုန်းကြီးဆောလိုက်နေမပြီးသေးဘူးနော်ဘဝတုတ္တရေအတွက်ပါလဲဖတ်ရမယ်အဖတ်ရမယ်ခဒီနေ့သူရအောင်မြင်တဲ့သာရသမီးတွေဖြစ်ဖို့အတွက်ဘုံဘုံကသာရသမီးတွေကိုသုံးမစကားလက်ဆောင်အကွန်ပေးလိုက်လေပါတဲ့လေသာဘက်သူတိုင်းတိုးတက်ကြ၍တိုးတက်သူတိုင်း ာပကြသည်နောက်နောက်တော့ခေသာပဒူရာသုတကြ၍သုတဒူရာသာပကြသည်ကောင်းပြီဒီနေ့တော့ပဲအများကြီးပြောပေးနေပါတော့ဒီနေ့ဒီနေ့နေစီပေါ့ဒီနေ့အာရသမီတူတက်ရေးအတွက်ဘုံကရေးကြည့်တဲ့ challenge တွေပြောနေတဲ့နေရာမှာဒီနေ့ဟို ဘုမောသကကိုပြုတ်ပြတဲ့မြတ်စွာဘုရားစကားတွေထဲမှာဘောကတူးတက်ခြင်းလေးတဲ့စူဇန်ဆင်ခြင်းလေးလာပါတဲ့တူးတက်ခြင်းစူဇန်ဆင်ခြင်းလေးလာပါအဲ့ထဲမှာဘုမောကနေဖြေးတာကအဘတုတိုင်းတူးတက်ကြ၍တူးတက်သူတိုင်းအဘကြသည်ပြပေးလိုက်တယ်ကဲအရဟံသမီးတိုင်းဘောကမှာတူးတက်အောင်မြင်သူတွေဖြစ်ဖို့အတွက် ွာမှာဖတ်တဲ့ဖတ်လိုက်တဲ့စာရိဖတ်သင်သင်တဲ့ပညာတွေသင်ပြီးတော့တိုးတဲ့အောင်မြင်တဲ့သားတွေသမီးတွေဖြစ်ကြပါစေ။